ကဲမင်္ဂလာပါညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျကဲဆိုတော့ဒီနေ့ကတော့ဒါကဘာဖလားခြေစမ်းပွဲပေါ့လीနော်အဲ့တော့ဒီနေ့ကတော့ဒါ Norway တို့ Estonia တို့နော် Italy Moldova Belgium Way Croatia Czech ဖာရိုအိုင်ယာလန်နဲ့ဂျီဘရတာเนาะဒီဘွဲတွေရဲ့ကျွန်တော်ဒါဘွဲချုပ်30ချက်တွေကိုတင်ဆက်ပေးมาဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလမလေးလေးလည်းတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင် brother တွေเนาะအဲ့တော့အစောဆုံးဘွဲကတော့ကျွန်တော်ဒါနောက်တစ်နိုင်နေကံမဲ့ မြောက်မက်ဆီဒိုနီးယားနဲ့ကာဇက်စတန်ပွဲလေးကနေစပါမယ်เนาะအဲ့တော့ဒီနေ့ကတော့အရင်ကြီးတော့အကြိုက်ပွဲတော့မရှိဘူးဗျာเนาะအဲ့တော့အိုက်ပွဲအားလုံးရဲ့သုံးသက်ချက်လေးရှိမယ်ဒါ၄သင်းပေါင်းလေးတမောင်းရှိမယ်ပေါ့လीเนาะအဲ့တော့အကြိုက်ပွဲလေးတွေလည်းထည့်ပြောပြီးတော့ပါမယ်အဲ့တော့ညီကိုတော့ဒီနေ့ပွဲဒီနေ့ကဘယ်ပွဲလေးများကြိုက်လဲပေါ့လीเนาะအဲ့တော့လက်ရှိကတော့ဒါအမှတ်လိုတယ်ဆိုတာထက်ဒီလုံးဝမကန်ရတဲ့အသင်းတွေလည်းဒါစကန်နေပြီဖြစ်တယ်လို့လက်ရှိဒါအုပ်စု နော်ဟိုပိုရဖို့အရေးကလည်းဒါလက်ရှိအနေအထားအရကိုပြက်ချီပြန်းတဲ့နိုင်တဲ့အသင်းတွေလည်းရှိရဆိုတော့ကြည့်လို့တော့ကောင်းပါတယ်နော်အဲ့တော့လက်ရှိကတော့ဒီနေ့ကအလုံးပေါင်း6ပွဲပေါ်ပြီနော်အဲ့ရဲ့30ချက်လေးကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ဗျာနော်အဲ့တော့မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာမင်္ဂလာပါဗျာဘရာသာရေသူဝင့်မင်္ဂလာပါဗျာတန်ကြရလားမသိနော်ဟယ်လိုဟယ်လိုမင်္ဂလာပါညီကိုတို့ရေနော် မြောက်မစီရိုနီယာကြိုက်တယ်တကိုးတော့ရပြီနိုင်မထင်တယ် bro ဟုတ်တယ် brother ရေနော်ဒီ brother ကနော်ကြမ်းနေပြီဟလား brother ရဲတူဝင်မင်္ဂလာပါ brother တန်းစော်ဖြိုးမင်္ဂလာပါဇော်လေးမင်္ဂလာပါ mkt mkt မင်္ဂလာပါဗျတားကြီးမင်္ဂလာပါရွှေကြီးမင်္ဂလာပါဥဆုံအဲဥဆုံမြင့်မင်္ဂလာပါဆိုးလက်မင်္ဂလာပါအဲဇော်ရဲအောင်မင်္ဂလာပါ brother ရေခန့်ကျွယ်မင်္ဂလာပါဗျ brother ကိုကြည်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါကျော်ရှိုင်းအဲကျော်ရှိုင်းကျော်ရှိုင်းမင်္ဂလာပါဗျ MKD MKD Italy တဲ့ okay ပါဗျ brother saw မင်္ဂလာပါအဲ့တော့လက်ရှိ spaghetti ကတော့ဒီထုတ်လိုက်ပြီပေါ့နော်နီးပြအနေနဲ့ ဲ့ထုတ်လိုက်တဲ့အနေထားမှာလက်ရှိရေနီယာနီကိုနီးပြခန့်မယ်လို့တော့ဒါသတင်းရတယ်ပေါ့လေနော်အဲ့တော့ဒီနေ့ပွဲကတော့အီတလီရဲ့ဂျီကတော့နှလုံးတရာရှုံးဂျီဟာမော်ဒိုဗာလိုအသင်းကိုပေးတဲ့အနေနဲ့စဉ်းစားမယ်ဆိုရင်တော့နည်းနည်းလေးပြော့တယ်ဗျာဒီလားနှလုံးတရာရှုံးဆိုတဲ့အနေထားအရာပေါ့လေနော်နောက်3-50ရှုံးဆိုတဲ့ ဒီကိုပေါင်းကြီးကြောင့်လည်းတပတ်ကမော်ဒိုဗာကိုရဖို့ခက်ခဲတယ်လို့မော်ဒိုဗာကန်ဆယ်သားပြီးပိတ်ဆော့လာနိုင်တဲ့ကြီးလို့ပဲကျွန်တော်တို့ယူဆပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့ဒီနေ့ကဘာဗလာခြေစမ်းပွဲလေးတွေစလိုက်ရအောင် brother တို့ကြီးเนาะအဲ့တော့ let's go ပါအဲ့တော့အသေးလေးလက်မလေးเนาะနှစ်ရသေးတရားတစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင် brother တို့ကြီးကျေးဇူးများတင်ပါတယ်ဗျ order wise ဘာမှဆော့ခြင်းနဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GP777 ကိုအသုံးပြုပြီးတော့လည်း100% bonus ရယူနိုင်ပါတယ် အသေးသေးသိရှိလို့ပါက Wisebot မြန်မာ Facebook page နဲ့တို့ရဲ့ application သမဟော website link customer service call တွေကိုနေပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါ brother ကိုကြည်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါဗျအဲ brother saw မင်္ဂလာပါချစ်လွင်ဦးမင်္ဂလာပါတာကြီးမင်္ဂလာပါကြားကြားပါတယ် bro okay ပါ brother ကိုဖြိုးမင်္ဂလာပါမင်းအောင်စိုးမင်္ဂလာပါဗျ sbest မင်္ဂလာပါဗျအဲ brother George AC မင်္ဂလာပါဗျနေဖြူမင်္ဂလာပါကျော်ရှိုင်းကျော်ရှိုင်းမင်္ဂလာပါညီစောမင်္ဂလာပါကိုကိုမင်္ဂလာပါစုထက်အောင်မင်္ဂလာပါနိုင်ဝင်းမင်္ဂလာပါဗျ brother George Hey မင်္ဂလာပါခဲ့အဲ့တော့ကျွန်တော်တို့ စလိုက်ရအောင်ဗျာเนาะအဲ့တော့အစောဆုံးပွဲကတော့နောက်တော့နိုင်နေစပါမယ်ကာဇက်စတန်နဲ့ဒီ not not မြောက်မက်ဆီဒိုနီးယားပွဲပေါ့လေအဲ့တော့ဒီမှာကမြောက်မက်ဆီဒိုနီးယားအဝေးဝန်းကနေပြန်ပြီးတော့မှ level 90ပြန်ပေးထားပါတယ်ဒါကိုနှလုံး30ရှုံးကိုပေါင်းကြီးနဲ့ပြန်ကားထားပါတယ်ဒီနှစ်သိန်း2021မှာကျွန်တော်6လပိုင်းမှာပေးခဲ့တဲ့အနေထားအရဒါမြောက်မက်ဆီဒိုနီးယားအိမ်ဝန်းမှာခြေစမ်းပွဲပဲအဲတုန်းကလည်းတလုံးတည်ပေးခဲ့ပါတယ်အဲတုန်းကတော့ friendly ပွဲပေါ့လေเนาะအဲ့တော့ဒါကအခုဟာက qualifying ပွဲဖြစ်ပါတယ်ပိုအရေးကြီးပါတယ်အဲ့တော့အရင် အဲ့တွေ့ခဲ့တဲ့မြောက်မွေစီတို့ကအင်ကွင်းတော့ကခြေစမ်းပွဲလေးမှာတော့တလုံးတအဲတလုံးတလုံးတည်အထိပေးခဲ့တဲ့ 4C နဲ့ပွဲပြီးခဲ့တဲ့အတူကဒီနေ့မှာတကယ်တမ်းပေးတဲ့ဂျီအနေနဲ့ဝေးဝင်းနေတဲ့ level 100ရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ဝင်းရိုးတိုင်းပဲပေးထားတယ်ဒါကမှနှလုံး30ရှုံးဂိုးပေါင်းကြီးနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်အပေါ်အသင်းအနေနဲ့အလဲလဲအသင်းတသင်းအနေနဲ့အဝေးဝင်းကနေအပေါ်အသင်းအဖြစ်အဝေးဝင်းကနေနှလုံး30ရှုံးဝင်းရိုးမှာ level 100ပေးတယ်ဆိုတဲ့ကမြောက်မွေစီတို့ကအွန်လိုင်းကြီးအများများပါတယ် ော်ဒါပေမဲ့အရန်ကြီးကိုပြက်ချီပြက်နိုင်မဲ့ခြေမျိုးမဟုတ်တလို့ကာကျဆန်ရဲ့လက်ရှိအနေအထားအရဒီတိုက်ဆက်ကအိမ်ခွဲမှာကနောက်ဆုံးပြန်မဆုံး9ပွဲမှာ6ပွဲ9အောင်ထားတဲ့အနေအထားကြောင့်အရန်ကြီးတော့ဂိုးတွေရမှာမဟုတ်ဘူးဆိုတော့ခန်ဆယ်အသားပြီးပြီကန်နဲ့ Slovenia အသင်းကို0-1နဲ့ပွဲပြီးတယ်။ Norway အသင်းကို0-0နဲ့ပွဲပြီးတာတဲ့။ Austria အသင်းကို0-2နဲ့ပွဲပြီးတာကြောင့် Austria လောက်တော့နောက်တိုက်ဆက်ကမျောလင်းလို့မရတဲ့နော်ဟိုလက်ရှိလက်ကောင်ဖောင်9ရောက်တွေကြီးပဲလှိမ့်ကန်နေတဲ့တိုက်စစ်ရုံးကန်နေရတဲ့မြောက်မက်ဆီဒိုနီးယားလက်ရှိခြေစွမ်းနေဆိုရင်တော့ဒီဘွဲက ဂိုးအောင်လီတော်တော်လေးမိုက်တယ်ဗျာနော်အဲ့တော့အစောပွဲလေးကိုကျွန်တော်ကာဂျစ်စတန်ဂိုးအောင်လီရွေးချယ်ထားပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကဘယ်လ်ဂျီယံနဲ့ဝေးနဲ့ပွဲပါဒီမှာကဘယ်လ်ဂျီယံဘက်ကတလုံးကို30ရှုံးဝင်ရိုးကိုဂိုးပေါင်းကြီးက380ဘောင်းနဲ့ပြန်ကာထားပါတယ်ဒီမှာပြောစရာရှိတာကဘယ်လ်ဂျီယံပေါ့လေအဲ့တော့လက်ရှိဘယ်လ်ဂျီယံကပြီးခဲ့တဲ့ဒီဒီပွဲမှာဒါတပွဲကစားပြီးသွားပြီတေးတမှတ်ပေးရခဲ့တယ်သူတို့အုပ်စုမှာကဝေးလ်ပါတယ်အဲ့တော့ဝေးလ်ကလက်ရှိ ဒီ Belgian ရင်ဆိုင်ရမှာလက်ရှိ Wolves က၃ပွဲကစား၂ပွဲနိုင်တဲ့ပွဲတည်ကို9မှတ်နဲ့အဆင့်1ကနေဥဆောင်နေပါတယ်။ဒုတိယကမြောက် Macedonia ရမှတ်9မှတ်နဲ့ အသင်းဖြစ်ပါတယ်ဆိုတော့အဆင့်3ကကာဂျစတန်လက်ရှိ3မှတ်ရထားတဲ့အသင်းဖြစ်ပါတယ်ဒါကြောင့်ဘယ်လ်ဂျီယံဟာဒီနေ့ပွဲမှာဘလို့မှတေကန်လို့မရပါဘူးเนาะအဲ့တော့လက်ရှိဘယ်လ်ဂျီယံအသင်းကပြီးခဲ့တဲ့ပွဲမှာမြောက်မစီဒိုနီယာအသင်းကို1-1နဲ့တာဂျင်းနဲ့ခဲ့ရတယ်ဆိုတော့ဝေးအသင်းလိုမျိုးလက်ရှိဂျွန်ဆန်တို့အုပ်စုเนาะအဲ့တော့ဝေးရဲ့လက်ရှိကောင်ရဖောင်ရရလေတော်တော်လေးအဆင်ပြေပါတယ်လက်စစ်စင်းကို3-0ဆိုပေမဲ့လက်ရှိတိုက်စစ်မှာမိုရေးပါတယ်ဗျာဂျွန်ဆန်ပါတယ်เนาะဝေးလ်ဆန်ပါတယ်ဆိုတော့ကွင်းလင်ကတော့အရင်ကြီးတော့မကောင်းဘူးဆိုတော့ဒီလိုမျိုးအနေထားမျိုးမှာဝေးလ်ကတိုက်စစ်ပိုင်းကအချိန်မီ900နိုင်တယ် ဆိုတော့380ပေါင်းဆိုရဲ9ပေါင်းဂျေးချောင်းတော့ကျွန်တော်ဒီဘွဲကနည်းနည်းလေး risk တော်တော်များသွားတဲ့အတွက်ကျွန်တော်လက်ရှောင်လိုက်တာပုံမှန်အဖြစ်တလုံး30ရုံးမှာသုံးလုံးတည်ကြီးဖွင့်မယ်ဆိုရင်တော့တေချာပေါ့ဝေးက900မှာ9ပုံမှန်အနေထားဖြစ်ပါတယ်အဲ့တော့ဒီနှစ်2020ဒီ Nation League မှာ တွေ့ပြီးသားပထမကျော်ဝေးလ်အင်္ဂွန်မှာဘယ်လ်ဂျီယံဝေးဝမ်နေလဲပဲတရားရှုံး1-1နဲ့ပွဲပြီးပါတယ်ဒုတိယကျော်တလုံး90ရှုံးချီကို2-1နဲ့ပဲဒါဝေးလ်ကဆက်ပြီးတော့ဂျီအောင်ထားတယ်အတွက်အခုလဲထပ်ပြီးတော့3လုံး80ပေါင်းဆိုတော့ဂျီရ2သင်းပေါင်းရအောင်မှာ3လုံးအထိမရောက်နိုင်ဘူးလို့သူတို့ဖွင့်လှစ်ထားပုံရပါတယ်ဒါပေမဲ့တလုံး30ရှုံးဆိုတော့ဘော်ဒီဂျီဟာဒီဘိုင်းတို့လက်ရှိခြေစွမ်းကျနေချိန်မှာနှလုံးပြတ်ပါမလားပဲစိုးရင်စရာရှိပါတယ်နောက်တော့ဘယ်လ်ဂျီယံပြန်ကြည့်ရင်အရင်ကြီးအားရစရာကောင်းမကောင်းနေဘူး နောက်ဆုံးပြောင်းတော့6ပွဲမှာ5ပွဲကြီးကြထားတယ်။ယူကရိန်းအသင်းကိုပဲ 3C နဲ့လုံး90ရှုံးချီမှာအောင်းထားပါတယ်။ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဝေးကလက်ရှိဘယ်လ်ဂျင်နဲ့ဆိုင်ရင်ခြေစွမ်းပိုပြီးကောင်းနေတဲ့အနေအထားမှာတွေ့ရပါတယ်။နောက်အဲ့တော့လက်ရှိကတော့ဒီအသင်းအလဲလက်အသင်းကြီးအများစုနဲ့ပဲတွေ့ရတဲ့ဝေးဟာလက်ရှိအသင်းကြီးဖြစ်တဲ့ဘယ်လ်ဂျင်နဲ့တွေ့တဲ့အနေအထားမှာဘလိုရလက်ရသွားမလဲတော့စိတ်ဝင်စားတယ်ပေါ့လေ။ဒါပေမဲ့လည်းလက်ရှိအနေအထားအရနေမယ်ဆိုရင်တော့ကျွန်တော်ကတော့ဝေးပိုကြိုက်တယ်ဗျာဒီလား။အဲ့တော့ဝေးဂိုးလည်းရနိုင်တယ်၃လုံး80ပေါင်းက။မှန်တယ်မြောက်တော့ပေါ်တောင်ပေါ်နိုင်တဲ့အနေအထားပေါ့လေ။2-1တပေါက်လေးဝင်နိုင်ကြီးများတယ်ဆိုတော့ဝေးကြိုက်တယ် ဂိုးပေါ်ကြိုက်တယ်ဒါပေမဲ့ဒီဘွဲကဘယ်လ်ဂျီယံလက်ရှိခြေစွမ်းကိုလည်းစောင့်ကြည့်ရအောင်ပဲဖြစ်တဲ့အတွက်ကျွန်တော်ဒီဘွဲလေးတော့ရှောင်ပါတယ်မကြိုက်ပါဘူးเนาะโอเคအဲ့တော့နောက်တစ်ဘွဲကခရိုအေးရှားနဲ့ချက်စ်ပါဒီဘွဲလေးမဆိုးပါဘူးခရိုအေးရှားမှာလက်ရှိ level 80ရုံးကအနည်းငယ်လေးနည်းတယ်ဂျီပီဘုံက body ကြီးလေးပျော့တယ်ဆိုပေမဲ့ဂိုးပေါင်းကြီးနှလုံး80ရုံးနဲ့ရှင်းမယ်ဆိုရင်တော့ခရိုအေးရှား online ကြီးနည်းနည်းလေး chance ပိုများတယ်ဒါပုံမှန်အားဖြင့်လက်ရှိ chess ဟာအဲပုံမှန်အားဖြင့်တော့ခြေစွမ်းမတည်ငြိမ်တဲ့အဝေးကွင်းဆိုရင်ကမောက်ကမောက်ဖြစ်တဲ့အသင်းဖြစ်တယ်ဒါပေမဲ့လက်ရှိ current form အရာက တော်တော်လေးအဆင်ပြေတယ်ဗောနောက်ဆုံး9ပွဲဆက်ရှုံးပွဲလုံးဝမရှိတာတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ဒီထဲမှာတော့ဟိုအောက်ကအသင်းတွေများတယ်နော်ဖာရိုဂျွန်ဇူးတို့ဂျီဘရော်ဒါတို့ဒီလိုမျိုးအသင်းတွေတော့များတယ်ဒါပေမဲ့ဂျီဂျော်ဂျီယာကိုနိုင်ရတယ်အယ်ဘီနီးယားကိုတည်ရီဆိုနောက်ဆုံးပွဲမှာမွန်တီနီဂရိုကို2-0နဲ့ဆိုတော့လက်ရှိခြေစွမ်းကတော့မစိုးတဲ့အနေအထားဖြစ်နေတယ်ပေါ့နော်။ရတော့နောက်ဆုံးကတော့ away one မှာရှုံးတာ၊ Georgia ကိုရှုံးတာ၊4-1နဲ့ရှုံးတာလေ။ဒါပေမဲ့တစ်ဖက်က Croatia ကအဲ့လောက်ကြီးတိုက်စစ်ပိုင်းကောင်းနေတဲ့အသင်းမဟုတ်ဘူးဗျ။ပြီးခဲ့တဲ့ပွဲမှာ Gibraltar ကို7-0ဆိုတာ Gibraltar ညံ့လို့ သူတို့ခုနကကိုပြန်နဲ့ပွဲပြီးခဲ့တာအဲ့တော့ပြင်သစ်ကိုတော့သူတို့2-0နဲ့ပြီးခဲ့တဲ့ Nation League မှာ Croatia ဟာတိတ်ထားတယ်ပေါ်တူဂီအသင်းကို1-1နဲ့တည်ရအောင်ခံထားတယ်ဆိုတော့တေချာပေါ့ဒီပွဲက Croatia အိမ်ဝင်မှာဘလို့မှရှုံးနိုင်စရာအကြောင်းတော့မရှိဘူးဒါပေမဲ့ဂျေးပေးပုံဟာ level တရာရှုံးဆိုတာ Croatia အနေနဲ့လက်ရှိအနေနဲ့စဉ်းစားမယ်ဆိုတော့နည်းနည်းလေးပြော့တယ်ဆိုတော့သူတို့အစမှာ chess ကလက်ရှိအဆင့်တက်မှာ3ပွဲကစား3ပွဲနိုင်ဒါ6ကိုသွင်းလာတယ်တကိုးပဲပေးလာတယ်ရမှာ6မှတ်နဲ့အဆင့်တက်ဖြစ်ပါတယ်အဆင့်နှစ်ကမွန်တီနီဂရိုပါအဆင့်3က Croatia လက်ရှိတပွဲကစား တပွဲနိုင်เนาะ 7C နဲ့ပြီးခဲ့တဲ့ပုံမှာ G Brodown နိုင်ပြီးတော့ရမှာ၃မှတ်ဖြစ်တဲ့အတွက်အပေါ်ကချက်စာဒီနေ့ပုံမှာ Croatia ကိုတင်ချပေါက်စောင့်ရအောင်ပါမယ်ဘလို့မှဟိုချက်စာ၃မှတ်ရနိုင်မယ်အနေထားမှာမရှိပါဘူး 1x double chance Croatia ကောင်းပါတယ်မြန်မာကြီးနဲ့ level 80ရုံနေရင်တော့နေပါတော့ကျွန်တော်မောင်းနေမှာ Croatia လေးမိုက်ပါတယ်เนาะ Okay ပါအဲ့တော့နောက်တစ်ပွဲက Norway နဲ့ Estonia ပါဒီမှာလုံးဝခြေစွမ်းတန်တရားဖြစ်စရာမလိုတဲ့ဘွဲက Norway ဖြစ်ပါတယ်အဲ့တော့ Norway အနေနဲ့ကလက်ရှိ current form တော်တော်ကြီးကောင်းနေပြီเนาะအဲ့တော့ Haaland လည်းကိုပေါက်ပြန်တွေ့တာတယ်အီတလီလိုအသင်းကို သုံးခုရက်နဲ့နိုင်တယ်ဆိုတာတကယ်ကျွတ်ဆင်ကြီးပါနော်ဝေးအနေနဲ့တောက်လျှောက်လဲနောက်ဆုံးအပွဲဆက်ဂျေးအောင်ထားတယ်ပေါ့လေဒီထဲမှာ Slovenia လို့ခန့်စဲအသားပေးပြီးကန်တဲ့အင်္ဂလန်မှာ Nation League မှာ1-4နဲ့ကန်လာတယ် Kazakhstan ကို5-0 Moldova ကို5-0 Israel ကို2-4တောက်လျှောက်ဂျေးအောင်ထားတယ်ဆိုတော့တိုက်စစ်အရန်ကောင်းမွန်နေတယ်တစ်ဖက်က Estonia ကိုပဲဟိုကြောက်ရမှာပေါ့လေအဲ့တော့လက်ရှိ အစိုးရရဲ့ရာသီဥတုအခြေအနေနော် Google လေးတစ်ချက်ခောက်ကြည့်လိုက်ပါအဲ့တော့ဒါဒီပါကြီးထည့်တော့ရမယ်ဒါပေမဲ့လက်ရှိ current form ရနောက်ဆုံးပွဲမှာ Israel ကို1-3နဲ့ပွဲပြီးသားတဲ့အတွက်ဘလို့မှ Israel အနေနဲ့ကဟိုနိုင်နိုင်စရာအကြောင်းမရှိဘူးတည်လဲကြစရာအကြောင်းမရှိဘူးဒါပေမဲ့ဂျေးက Norway ကနှလုံး100ရှုံးအထိပြင်းတယ်ဗျနှလုံး100ရှုံးကမှ360ရှုံးဆိုတဲ့အနေထားက 2z 3z လောက်နဲ့ပဲပွဲပြီးသွားဖို့များပါတယ်ဆိုတော့ Norway ဘလောက်သွင်းမလဲပဲကျွန်တော်စောင့်ကြည့်ရမှာပါအဲ့တော့ Norway တို့အုပ်စုမှာကအဲ့လောက်ကြီးစိတ်ပူစရာကောင်းတဲ့အသင်းမျိုးမရှိဘူး Norway ကလက်ရှိ3ဝဲကစား3ဝဲနိုင်12ကိုးသွင်းနေ2ကိုးပေးတယ်ကိုးမှတ် အစ္စရေးအဆင့်နဲ့မှာ6မှတ်နဲ့ရက်တည်နေတယ်ဆိုတော့တပွဲရှုံးပြီးသွားပြီဆိုတော့ easy ပဲအောက်မှာ Estonia ရှိတယ်အီတလီကလည်းပြီးခဲ့တဲ့အကြောင်းမှာနိုင်နာပြီးသားဖြစ်တဲ့အတွက် Norway အရန်ကြီးကိုးကွာကြတဲ့ကံစရာတော့အကျဉ်းကြီးမရှိဘူးဗျအဲ့တော့ဒီမျိုးမှဟိုလက်ရှိဒီပွဲဆော့မယ်ဆိုရင်တော့ဟာလန်တို့ဒီဒီအိုလီဂတ်တို့နော်ဆိုလိုတို့ပါလာမပါလာကြည့်ပါတော့အဝေးဝင်းလည်းဖြစ်တဲ့အတွက် ကစားသမားအများစုကိုအနာပေးတော့ပေးနိုင်တယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ် line up ကအဓိကကြည့်ရမှာဖြစ်တဲ့အတွက် body ရိုက်မဲ့ brother တွေအကယ်၍များလူစုံတက်ဆုံနဲ့ပွဲထွက်လာမယ်ဆိုရင်တော့ norway မိုက်ပါတယ်နော်နှလုံးတရားရှုံးကတော့ ec 3လုံးကတော့တကယ်လူစင်းနဲ့ပထမ line up first line up နဲ့ထွက်လာရင်တော့ ec ပြတ်ပါတယ်၃လုံး60ရှုံးဆိုတဲ့ဂိုးပေါင်းကြီးကြောင့် estonia ကိုရမှာလုံးဝမဟုတ်ပါဘူးနော်ဘလိုပဲဖြစ်ဖြစ်တော့ 3c အထိတော့ရောက်နိုင်ပါမလားပဲကျွန်တော်စိတ်ပူစရာရှိပါတယ် norway body ပါ okay အဲ့တော့နောက်ဆုံးပွဲရတော့ဒါ faro ireland နဲ့ ဖာရိုဂျွန်ဆုနဲ့ဂျီဘရိုဒါပေါ့လေဒီမှာကဖာရိုဂျွန်ဆုကတလုံး100ရှုံဆိုတော့3လုံး90ပေါ့ဂျီဘရိုဒါကတော့အိမ်အိမ်ဖြစ်အသင်းဖြစ်ပါတယ်ဆိုတော့ဖာရိုဂျွန်ဆုကအမှန်တိုင်းပြောရင်တော့လေဟိုသူလည်းဟို ranking က141ဆိုတော့အရင်ကြီးတော့ကောင်းတဲ့အသင်းမဟုတ်ဘူးအိမ်ဖြစ်လို့ပဲပြောလို့ရတယ်ဘလို့မှအပေါ်ကိုတက်မှာမဟုတ်သူတို့အဆုမှာကဒါချက်စီရဲ့မော်နီနီဂရိုနဲ့ခရိုအေးရှားရှိတဲ့တော့နောက်တစ်ဆင့်ကတော့ဘလို့မှရောက်မှာမဟုတ်ဘူးဒါပေမဲ့ဒါပေမဲ့လည်းလက်ရှိအနေအထားမှာတလုံး100ရှုံဆိုတော့ဂျီမျိုးဟာဂျီဘရိုဒါလိုအသင်းကိုနှလုံးတော့ပြတ်နိုင်ကြီးများပါတယ် သို့ပေမဲ့သုံးလုံး90ပေါင်းနဲ့ပြန်ပိတ်ထားတယ်ဗျာစဉ်းစားကြည့်เนาะတစ်လုံးကို100ရှုံးနှလုံးကို100ရှုံးဆိုတဲ့အနေထားဟာ ဖာရိုအိုင်ယာလန်အနေနဲ့အသုံးလုံးအထိရောက်နိုင်စာအကြောင်းမရှိဘူးဗျလက်ရှိကန်နဲ့တောက်လျှောက်ကလည်းနောက်ဆုံးပြန်မလို့ခုနှစ်ပွဲမှာเนาะ6ပွဲတိတိ goal out ထားပါတယ်เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တော့ခန်းစစ်ကရော်လီကောင်းပါတယ်ဘက်ကဂျီဘရတာ goal ရစရာအကြောင်းမရှိဘူးဂျီဘရတာအဝေးကုန်းကိုပြန်ကြည့်ရရင်လက်ရှိနေမှာစုပ်ပြတ်တက်နေတာပဲဗောနော်အဲ့တော့အဝေးဝင်းအနေနဲ့ဂျီဘရတာဟိုလက်ရှိအနေထားရအဆင်မပြေပြင်မဲ့3လုံး80ပေါင်း3လုံး90ပေါင်းဖွင့်ထားတဲ့ goal ပေါင်းကြီးကြောင်ကျွန်တော်ဒီပေါ်လို့ ဂိုးအောင်လေးတော့အရေးစွန်ယူနေကြတယ်ဗျာနော်အဲ့တော့ဂျီဘိုဒီဘက်လေးတော့အဲဖာရိုကျွန်းစုနဲ့ဂျီဘရာဂိုးအောင်ဖြစ်ပါတယ်โอเคအဲ့တော့နောက်တစ်ဘက်ကတော့ဒါဒီအီတလီနဲ့မော်ဒိုဗာပေါ့နော်ဒီဘက်ကကျွန်တော်ရှောင်းပါတယ်ဒီမှာကအီတလီဘက်ကဒါနှလုံးကိုတရားရှုံးပေးထားတယ်သုံးလုံးကို90ရှုံးပေးထားပါတယ်ဆိုတော့ဒီမှာလဲဆော့ဆော့ကကျွန်တော်ပြောခဲ့သလိုပဲအီတလီကပြီးခဲ့တဲ့ပုံမှာနော်ဝေးအသင်းကိုရှုံးထားတယ်အဲ့တော့သူတို့အနေနဲ့အဆင့်တင့်မရဘူးဆိုရင်တော့နှစ်ဆိုရင်တော့သူတို့ ဒီ qualify နောက်နောက်တစ်ဆင့်ထပ်ကန်ရမယ်အနေထားပါเนาะဒါရိုက်ဒီကမ္ဘာဖလားကိုမရောက်တော့ဘူးပေါ့လေဆိုတော့ဒီလိုမျိုးအနေထားမှာအီတလီအနေနဲ့ Norway ကိုနောက်ထပ်ကျော်ဖို့ဆိုတော့သိတော့မဖြစ်နိုင်ဘူးအဲ့တော့လက်ရှိအနေထားရဒီ Luciano Spalletti ကိုထုတ်ထားတဲ့အနေထားမျိုးမှာเนาะအဲ့တော့လက်ရှိဒီနေ့ဒီပြအသေးရဲ့ဒါလက်ရှိအီတလီကိုကင်တွယ်မဲ့ပုံတော့တပွဲနှစ်ပွဲလောက်တော့စောင့်ကြည့်တင်တယ်နှလုံးတရာရှုံးဆိုတဲ့ကြီးဟာပြော့တယ်လိုပဲကျွန်တော်ပြောရမှာဘာလို့2020တုန်းကเนาะဟိုဟိုရိုးရိုး friendly ပွဲတော်မှာ သုံးလုံး90ရှုံးပေးခဲ့တာပါ69ပြန်နဲ့ကျွန်တော်တို့ဒါအီတလီကနိုင်ခဲ့ပါတယ်အရုံးကသုံးလုံး90ရှုံးပေးခဲ့ပြီးတော့အခုတကယ် qualifying ပွဲကြီးမှာအမှတ်လိုတဲ့အနေနဲ့နှလုံး100ရှုံးကတော့နည်းနည်းလေးပျော့တယ်ပြာသိလားနှလုံး100ရှုံးကပျော့ပါဒါကမှသုံးလုံး90ရှုံးဆိုတော့ဘောပေါင်းကြီးကြောင်လဲအီတလီအရန်ကြီးတော့မသွင်းနိုင်လောက်ဘူးဆိုတော့ဟိုမော်ဒိုဗာလည်းလက်ရှိအိမ်ဖြေအသင်း ဖြစ်တဲ့အတွက်သူ့လည်းမယုံရဲဘူးပေါ့လေနော်နောက်ဆုံးပိုလန်ကိုရှုံးထားတယ်နော်ဝေကို 5C နဲ့ရှုံးထားတဲ့အနေအထားမှာအကယ်၍များအီတလီကလက်ရှိနီးပြားလက်ထက်မှာဆွတ်ဆက်သွင်းရတော့လည်းတမျိုးပေါ့ဗျာနော်အဲ့တော့လက်ရှိခြေစွမ်းမျိုးနဲ့ကြည့်ရရင်တော့ကျွန်တော်ဒီပွဲလေးတော့ဇုံအောင်ကြိုက်ပါတယ်နော်မော်ဒိုဗာဘော်ဒီနဲ့ကိုအောင်နှစ်ချောင်းနဲ့ရတဲ့ကြောင့် AC ဝင်နိုင်ပါတယ်โอเคဒါတော့ကျွန်တော်ဒီနေ့ဒါသုံးသက်ချက်လေးပြီးပါပြီတခြားကတော့ပွဲကတော့မရှိပါဘူးနော်အဲ့တော့ကျွန်တော်ဒီဒီထဲကပဲကျွန်တော်ဒီနေ့လေးသင်းမောင်းလေးဆွဲထုတ်ပြီးရွေးပေးပါမယ်အဲ့တော့အသေးလေးလက်မလေးနဲ့နော် live video တယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင် brother တို့နော်အဲ့တော့ဒီနေ့9ရက်6လ2025မှာကျွန်တော်ဒီနေ့ရွေးချယ် ချက်ထားတဲ့လေးသင်းပေါင်းလေးရနော်အဲ့တော့အစောပွဲလေးထည့်လိုက်မယ်ဗျာနော်အဲ့တော့မြောက်မက်ဆီဒိုနီးယား goal out ဖြစ်ပါတယ်နော်မြောက်မက်ဆီဒိုနီးယား goal out ပါနောက်ခရိုအေးရှားပေါ်ဒီပါ နော်ဝေး ီးပါဂျီဘရော်တာ5အောက်ဖြစ်ပါတယ်ဒါကဒီနေ့ရဲ့၄သင်မောင်းလေးဖြစ်ပါတယ်ကျန်တာကတော့ဒါကြောင့်တော့ပွဲတွေကတော့ဘရာသာတို့နဲ့ရမချင်းနီးတယ်နော်ဟိုအကြိုက်တူတဲ့ဟာတွေရှိရင်လဲဆွဲပေါ့ဗျာနော်အဲ့တော့အရေးကြီးတာကတော့ဆော့မယ်ဆိုတော့ဒီ line up ထွက်မှဆော့ရင်တော့ပိုကောင်းပါတယ်ဘာလို့နိုင်ငံပွဲတွေဖြစ်တဲ့အတွက်လဲလူစင်းကဟိုအချိန်ကြီးအပြောင်းလဲရှိနိုင်ပါတယ်နော်ဒါကြောင့် line up ထွက်မှဆော့ရင်တော့ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်ဗျာဘရာသာအေးကိုမင်္ဂလာပါအောင်လေးမင်္ဂလာပါဗျာကိုကိုမင်္ဂလာပါဆုထက်အောင်မင်္ဂလာပါနိုင်ဝင်းမင်္ဂလာပါတီတာလွင်မင်္ဂလာပါဝင်းဆွေမင်္ဂလာပါဗျာရဲဝင်းနိုင်မင်္ဂလာပါဗျာ အဲဘယ်ရောက်လဲအ ASS BSS မင်္ဂလာပါဗျာနေပြူမင်္ဂလာပါကြော်ကြီး AC မင်္ဂလာပါတာကြီးမင်္ဂလာပါကိုကိုမင်္ဂလာပါဗျာအဲကြော်ဆိုင်ကြော်ဆိုင်မင်္ဂလာပါ brother ကြီးနော်ကဲအဲ့ဒါဆိုတော့ကျွန်တော် live လေးဒီမှာပဲရင်နာပြတယ်နော် John Smith မင်္ဂလာပါဗျာမတွေ့တာကြာပြီဗျာနော် brother အောင်ဖြိုးစောမင်္ဂလာပါကိုတူမင်္ဂလာပါမောင်ပါဦးမင်္ဂလာပါခစ်သစ်မင်္ဂလာပါဝေရန်လင်းဝေရန်လင်းမင်္ဂလာပါရင်းဝင်းနိုင်မင်္ဂလာပါဗျာအဲကိုငယ်မင်္ဂလာပါအဲကျော်ကိုကျော်ကျော်ဟန်မင်္ဂလာပါရဲတူဝင်မင်္ဂလာပါဗျာဖာရိုကြိုက်တယ်ဖာရိုတော့ကြိုက်တော့ကြိုက်တယ်ဗျာဒါပေမဲ့ ဟိုဂိုးပေါင်းကြီးအရာပေါ့လေနော်ဟို390ပေါင်းဆိုတဲ့အနေထားအရ 1C နဲ့တက်သွားနိုင်တယ် brother ကြီးနော်အဲ့တော့ဂိုးပေါင်းကြီးကြောင့်ကျွန်တော်ဂိုးအောင်လေးရတော့ပို့အဆင်ပြေမယ်ထင်ပါတယ်ဆိုတော့နှလုံးပြတ်မယ်ဆိုတော့မှ 2C လောက်နဲ့ပဲရက်သွားဖို့ပဲမျောလဲပါတယ်နော်အဲ့ဒီဘက်လေးကိုကျွန်တော်ဂိုးအောင်လေးပဲမောင်းနေမှာထည့်ထားပါတယ် okay အဲ့တော့ကျွန်တော်ဒီနေ့ဒါ live လေးရတော့ရနာပြစီ brother ကြီးနော်မနေ့ပြန်တော့ပွဲရှိတော့ကျွန်တော်စောစောလေးခက်စောစောလေးထပ်ပြီးတော့အဲလွှင့်ပေးပါမယ်နော်အဲ့တော့ဒီနေ့ကြီးရှိရဲ့ brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းဒီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာစီသောညလေးပြပါသေးဗျ good luck ပါဗျ